အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့နေကဆရာမက ကင်ဆာဆိုပြီးတော့မှကခွဲစိတ်ခံရတော့မယ်အမျိုးသမီးတဦးရဲ့ကိုရီကျုံခဲ့ရတဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်တုံ့တက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီ knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ ကျမခလေးမရတာနဲ့ပတ်သက်ပြီးပေါ့နော်ကျမစေသွက်စစ်ထားတဲ့ဟာကိုကျမဟိုဘဟုတုသားအနေနဲ့ကျမပြောပြမယ်နော်ကျမလွန်ခဲ့တဲ့9နှစ်လောက်တုန်းကပေါ့နော်ကျမခလေးလူချင်းလို့ကျမတို့လည်းမရနှစ်ရဆရာဝန်နေနဲ့တော့ပြမှာပေါ့နော်ဆရာဝန်နေနဲ့တပိုင်းပေးမယ်ဆိုပြီးကျမတို့လည်းမရနဲ့ထွက်သွားတယ်ထွက်သွားတော့အဲ့ဒီမှာကျမတို့စီအောင်ရောက်တော့အဲ့ဒီမှာကျမတို့ကပြောပြတယ်ပေါ့နော်ပြောပြတော့သူတို့ကအဲ့ဒီမှာအဲ့ဒါဆောင်းလေးပါတယ်ရရမယ်ပြီးရင်ဆရာမဆောက်ရမယ်ဆရာမလာတဲ့ခါကျတော့ ရှမပြောလဲသမီးရေဘာဖြစ်ဘာဖြစ်တာလဲပေါ့နော်အဲ့ဒါကျွန်မလည်းပြောပြချင်တယ်ရှမရေကျွန်မကလေးလိုချင်တယ်ပေါ့အခုကျွန်မတို့အိမ်ထဲတတ်တန်ဘယ်လောက်ရှိပြီလဲပေါ့ကျွန်မပြောပြရတယ်ပေါ့နော်အဲ့ဒီတော့မှရှမအဲ့ဒါဆောင်စာအုပ်ကိုသူကြည့်လိုက်တယ်ကြည့်ပြီးတော့အဲသူကျွန်မအစမ်းပေးမယ်ဆိုပြီးတော့ကျွန်မကတည်းကတက်ခံလိုက်တယ်ပေါ့နော်သူကျွန်မအစမ်းပေးမယ်အစမ်းပေးအစမ်းပေးပြီးတဲ့ခါကျတော့သူကျွန်မပြောသမီးရေကလေးယူလို့မရဘူးတဲ့သမီးမှာပေါ့နော် ရေအိတ်ဖြစ်နေတယ်တဲ့သူပြောသမီးဆေးအရင်တောက်ရမှာပေါ့နော်ပြီးမှခလေးယူဖို့လောက်ရမှာပေါ့အဲ့လိုမျိုးပြောတဲ့ခါကျကျွန်မဟုတ်ခဲ့ချင်မှလို့ဆေးတလားစာယူသွားတယ်သမီးနဲ့နောက်လာဆိုပြန်ဆေးရမှာပေါ့နော်ပြန်ဆေးဟုတ်ခဲ့ဆိုတော့ကျွန်မပြန်လာခဲ့တယ်ဆေးတလားစာတောက်ပြီးတော့တလားပြီးတော့ကျွန်မတို့ပြန်သွားတာပေါ့နော်ကျွန်မနဲ့ကျွန်မမျိုးသားနဲ့ပြန်သွားတယ်အဲ့ဒီခါကျတော့အဲ့ဒါဆောင်ပြန်ရိုက်တယ်ရိုက်ပြီးတော့ရှာမားပေါ့နော် ဆရာမနဲ့တွေ့တဲ့ခါကျတော့ဆရာမပြောတယ်အဲ့ဒါဆောင်စာအုပ်ကို तू ကြည့်လိုက်တယ်ဗောနော်ကြည့်ကြ तू ကြည့်လိုက်တော့ तू ကျမပြန်ဆန်းပေးမယ်ဆိုတော့ तू ဆန်းပေးတယ်အဲ့ဒါနဲ့ तू ကကျမပြောတယ်သမီးရေတဲ့ကိုခွဲရှိလားတဲ့ तू စကားပြောတော့ပြက်ပြက်ပဲ तू ပြောလိုက်တယ်သမီးရေကိုခွဲရှိလားကျမဟုတ်ကဲ့ကျမကိုခွဲရှိတယ်ဗောနော်ကျမအမေရှိတယ်ဗောနော်မမရှိတယ်ဗောနော်ဘာဖြစ်လို့လဲဒီမျိုးမေးတဲ့ခါကျတော့သမီးရဲ့တအိမ်မှာတဲ့အသားလုံးဖြစ်နေတယ်ဗောနော်အဲ့ဒါကင်ဆာအစားအဖြစ်ဝင်နေတယ်ဗောနော်ကျမက तू အသားအစားလည်းမစစ်ဘူး तू ဘာမှမစစ်ဒီတိုင်း तू तू စာအုပ်ကြည့်ပြီး तू ပြောလိုက်တယ်ဗောနော်အဲ့ဒီချိန်မှာကျမရဲ့အမျိုးသားကဘာဖြစ်သွားလဲဆိုတော့ तू မျက်နှာတစ်ခုလောက်တွေးမရှိတော့ဖြူဖြောပြီးတော့ तू तू ရဲ့မျက်ဝန်းထဲမှာမြည်ရတဲ့တက်ပဲ အဲကျမသူ့ကျမကဘာမှမဖြစ်ဘူးနော်ကျမအဲ့ဒီအချိန်မှာကျမဟောနေနေတော့ကြောက်တော့ကြောက်တော့ကျမသူ့လှည့်ကြည့်လိုက်တဲ့အချိန်မှာသူကမျက်နှာကတအားပြက်နေပြီသူအဲ့ဒါနဲ့ကျမကလည်းဟောဟုတ်ကဲ့ဆရာမအဲ့ဒါဆိုရင်လို့အိမ်ပြန်ပြီးတော့ပေါ့နော်အမီတို့နဲ့တိုင်ပင်မယ်ဆရာမပြောတော့ဟုတ်ကဲ့ဆရာမပြောတော့ပေါ့နော်တမီးရဲ့အမြန်ဆုံးခွေးရင်ပိုကောင်းတော့ပေါ့နော်ဆရာဟောဟုတ်ကဲ့ဆရာမပေါ့နော်ကျမလည်းကျမလေးမျိုးတအားထိတုံထောက်တဲ့အချိန်မှာကျမမပါကျမတော့တင်းနေကျမအဲ့ဒါကျမပြန်လာခဲ့ရောပြန်လာခဲ့တဲ့ခါကျတော့တလန်းလုံးမှာကျမတို့ဆိုင်ကေကို45မိနစ်စီးတဲ့အချိန်မှာကျမနဲ့ကျမမျိုးသားနဲ့စကားကိုတခွန်းမှမပြောတော့ဘူး။သူကကျမကိုပြောဖို့စကားမရှိတော့ဘူး။ကျမပြောလဲသူမပြောတော့။အဲ့ဒါနဲ့အိမ်ရောက်လာတဲ့ခါကျတော့ သူကကျမကိုဘာမှမပြောဘူးစိုက်ကျမကိုဆိုင်ခဲ့ပေါ်နေချပြီးတော့သူသူထွက်သွားလိုက်တယ်ထွက်သွားကျမကထိုင်နေတယ်အဲ့တော့ကျမလည်းမျက်နှာမလှဘူးဆိုတော့ကျမတို့အမေကကျမကိုမေးလိုက်တယ်စစ်စစ်ချက်ပဲလို့အဖေထွက်လဲတဲ့အဲ့လိုမျိုးလဲကျမကပြောပြနေတဲ့အချိန်မှာသူတို့အတော်နှစ်ယောက်ယောက်ချလိုက်တယ်သူရဲ့အတော်နှစ်ယောက်ကိုသူကသွားခေါ်လိုက်ခဲ့တယ်ချက်ချင်းသူသွားခေါ်လိုက်ခဲ့တယ်အဲ့သွားခေါ်လိုက်ခဲ့တယ်သူရဲ့အတော်နှစ်ယောက်ယောက်လိုက်ခဲ့တယ်ယောက်လိုက်ခဲ့တဲ့အချိန်မှာအဲ့ကျမကမေးတယ်ပေါ့နော်ကျမပြောပြတယ်အတော်ရဲ့အတော်ရဲ့ဒီလိုဒီလိုပဲရှိတယ်ပေါ့နော်အဲ့ဒါအတော်အဲ့ဒီအတော်နှစ်ယောက်သူရဲ့အတော်နှစ်ယောက်ပြောတယ်အဲ့ဆိုငါတို့ရန်ကုန်ရန်ကုန်သွားမှာပေါ့နော်ရန်ကုန်မှာငါတို့သစ်မဲ့ ငါတို့စတေခန်းနှစ်ခုသုံးခုလောက်ငါတို့စက်မှာပေါ့နော်အဖြစ်မှန်တိတ်ရအောင်ပေါ့အရင်မျိုးတို့ကကျွန်မတို့တိုက်သွန်းတယ်ပေါ့နော်ရန်ကုန်သွားဖို့ပြောတယ်ပေါ့နော်ပြောတဲ့ခါကျတော့အဲနောက်ထပ်တို့အတော်တယောက်ရှိနေတယ်အဲ့ဒီအတော်ကသူသူကပြောလိုက်တယ်သူကပြောလိုက်နေအောင်လေသူပြောတယ်သူသူလက်ရှိသူမြောက်ပတိမှာသူရှိနေတယ်ပေါ့နော်သူပြန်လာခဲ့ရင်သွားသူကလိုက်မှာပေါ့နော်သူစိတ်မချတော့သူကလိုက်မယ်သူပြောတယ်ကျွန်မတို့သူစောက်လိုက်တယ်စောက်လိုက်တဲ့အချိန်မှာအဲ့ဒီကြားထဲမှာ အဲ့ငါးရက်ကိုကျမတို့စောက်တဲ့အချိန်မှာကျမတို့စောက်မနိုင်ဘူး။ तू ကငါးရက်ချိန်ထားတယ်ဆိုတော့ကျမတို့ကစောက်ကျမကစောင့်နိုင်တယ်အဲ့ဒီအတော်တွေကသူ့ရဲ့အတော်တွေကစောက်လို့မနိုင်ဘူးသူတို့ကစန္ဒာဆိုတယ်စန္ဒာဆိုတော့ကျမတို့ဘယ်လိုလုပ်လဲဆိုတော့ကျမတို့နောက်ထပ်စေယုံတေယုံကျမတို့ကျမတို့မြို့မှာရှိတဲ့စေယုံတေယုံကျမတို့ပြောင်းလိုက်ပြောင်းလိုက်တော့တပြင်းစစ်မပေါ်တော့တပြင်းစစ်မဆိုတော့ကျမတို့ပြောင်းလိုက်ပြောင်းလိုက်တဲ့အချိန်မှာကျမအရင်သွားရလဲ public ကစေယုံပဲကျမကနောက်ထပ်ပြောင်းလိုက်တယ်လဲ public ကစေယုံပဲဒါပေမဲ့ဒါဆရာမတို့မဟုတ်ဆရာပေါ့နော်အဲကျမတို့ပြောင်းလိုက်ဟိုမှာရတဲ့ခါကျတော့အဲ့တော့စောင့်တော့ရိုက်တော့သူတို့အတော်တွေကစေယုံဆိုရင်လည်းကျွမ်းကျင်တယ် အဲ့နဲ့အဲ့တော့နှစ်ယောက်ဆိုတော့တို့လိုက်ဝင်ပါတယ်လိုက်ဝင်ပါတော့အဲ့ဒီ address ဆောင်ဆရာမကိုတို့တို့ကပြောလိုက်တယ်ဆရာမရေဒီကလေးမကိုပေါ့နော်တတိချာဟိုစိတ်ရှိရှိနဲ့ဆမ်းပေးပေါ့နော်အဲ့ဒါဆရာမပြောတယ်ဘာဖြစ်လို့လဲအမလားအဲ့လိုမျိုးမေးတဲ့ခါကျဆရာမအစိုက်ကောင်ဘာဖြစ်လို့လဲအမလားပြောတယ်မဟုတ်ဘူးတဲ့ तू ကခါတအားနာနေလို့ပေါ့နော်အတော်ကြီးအဲ့လိုမျိုးပြောလိုက်တယ်ခါတအားနာနေလို့ပေါ့နော် तू မှ तू တအဲ့မှာတကူကူဖြစ်နေလားလို့ပေါ့ဒါသိချင်လို့လေဆရာမထောက်လေစိတ်ရှိရှိနဲ့ तू ဆမ်းပေးတယ်တေးချာ तू လောက်ပေးတယ်လောက်ပေးတဲ့ခါကျတော့ तू ပြောတယ်ဘာမှမဖြစ်ပါဘူးတဲ့ तू ပြောတယ် အဲ့တော့သူပြောလဲဘာမှဖြစ်မှုဆိုတော့အတော်နှရအောင်နည်းနည်းစိုက်တော့အေးသွားတယ်ပေါ့နော်အေးသွားတဲ့ခါကျတော့ဆရာလာတယ်ဟိုကျွန်တော်တို့စောက်လဲစောက်တဲ့ခါကျတော့ဆရာလာတယ်ဆရာလာတဲ့ခါကျတော့ဆရာပြောတယ်ဘာကိစ္စလဲတဲ့အဲ့ဒါနဲ့အဲ့ဒါနဲ့အဲ့ဒီအတော်ကြီးပြောပြလိုက်တယ်ပေါ့နော်အိုးဒီကောင်မလေးတယောက်ခဲအဲ့ဗာလဲခါးရီအရန်နာနေလို့ပေါ့နော်သူတခုခုဖြစ်မှကြောက်လို့ပေါ့နော်အဲ့ဒါကြောင့်မို့ဒီတိုင်းပဲဆေးလာစစ်ပေးတာပေါ့နော်အဲ့ဒါနဲ့ဆရာစာအုပ်ကိုကြည့်လိုက်တဲ့ခါကျတော့ဆရာကျွန်တော်တို့တခြားဆေးရုံသွားထားတဲ့အကြောင်းကိုကျွန်တော်တို့မပြောပြဘူးပေါ့နော်ဆရာစာအုပ်ကိုကြည့်လိုက်တဲ့ခါကျတော့ဆရာပြောတယ် ။အော်ကောင်းတယ်လေတဲ့ဘာဖြစ်လို့လဲတဲ့သူပြောတယ်။ဒါပေမဲ့သမီးတဲ့ရေးအဲ့ကတေးသေးလေးရှိနေတယ်တဲ့။ရေးအိုက်ပေါ့နော်။ဒါပေမဲ့တေးသေးလေးဆေးမတောက်ဘဲနဲ့လည်းနေလို့ရတယ်ပေါ့နော်။ဒါပေမဲ့ဆေးတောက်လိုက်ရင်တော့ပိုကောင်းတယ်တဲ့သူကပြောတယ်ပေါ့နော်။ဘာမှတော့မဖြစ်ပါဘူးတဲ့။တိုင်ရလည်းအကောင်းတယ်ပေါ့နော်။သမီးအကောင်းတော့ဒါသမီးရှိလားတဲ့သူမေးတယ်။အဲ့ဒါအတော်တွေကဟိုပြောင်းလို့နိုင်သွားတယ်ပေါ့နော်။အတော်တွေကအဲ့ဒါနဲ့အဲ့ဒီအတော်တွေကပြောတယ်။ဒါသမီးမရှိဘူးတဲ့။သူကဒါသမီးယူမလားတဲ့ဆရာကလည်းပြောတယ်။ ရတော့လိုချင်တာပေါ့ဆရာအဲ့ကျွန်တော်တခုံးမပြောဘူးနော်တို့တို့ပဲပြောရတယ်အဲ့ဒါနဲ့ဆရာပြောတယ်အေးအဲ့ဒါဆိုရင်ကနေမတက်တဲ့ဆရာဆန်းပေးမယ်ဆိုလို့ဆရာဆန်းပေးတယ်ဆရာပြောကောင်းတယ်တဲ့အဲ့အကောင်းတော့ပေါ့နော်ဘာမှမရှိဘာမှမရှိဘူးပေါ့နော်အဲ့ဒီရေအဲ့ကသေးလေးတစ်ခုရှိနေတယ်ပေါ့နော်စေမတောက်ဘဲနဲ့နေလို့ရတယ်ဒါပေမဲ့သမီးကြောက်လေဆိုရင်တော့စေးတောက်ပေါ့နော်သူကအဲ့လိုမျိုးပြောတယ်ပြောတဲ့ခါကျတော့ကလေးလိုချင်တယ်တဲ့အတော်ရပြောကလေးလိုချင်တယ်ပေါ့နော်အဲ့ဒါဆရာပြောတယ်အဲ့ကလေးလိုချင်တယ်ဆိုရင်ဆရာစေးပေးလိုက်မယ်ပေါ့သူကပြောတယ်ဆရာစေးပေးလိုက်မယ်အဲ့ဒါနဲ့ အဲ့ဒီဆရာပြောလိုက်တယ်ဒီဒီရေအိတ်ဖြစ်နေတယ်ဆိုတော့ဒီဆေးကိုရင်တောက်လိုက်သူပြောသူကျွန်မဆေးပေးခဲ့တယ်ဆေးပေးခဲ့ပြီကျွန်မဆေးတောက်လိုက်တယ်နောက်တစ်ခါကျွန်မတော့ပြန်စစ်တယ်ကျွန်မမျိုးသားနဲ့နှစ်ယောက်ကျွန်မသွားတဲ့ခါကျအဲ့ဒီရေအိတ်ကမရှိတော့မရှိတော့ဘောနော်ကျွန်မတို့ကလေးယူလို့ရပြီဆိုတော့ကျွန်မတို့ဆေးစစ်တော့အဲ့ဒီချိန်ကျွန်မကျွန်မတို့အော်ဆေးတောက်တယ်ဘောနော်အဲ့ဒီကလေးရမယ်ဆေးကိုဆရာပေးတယ်ဆရာပြောတယ်မတည့်ဘူးဆိုရင်ဟောပြပေးမယ်ဘောနော်ကျွန်မပြီးတဲ့ထိကျွန်မပြောပြပေးမယ်အဲ့ဒါနဲ့ကျွန်မတို့ကဆေးအမှားလိုက်တယ်ဘောနော်သမီးရဲ့ ဒီဈေးကိုယူရဒီဈေး900ရစားပဲသူကျမကိုပေးလိုက်တယ်ဒီဈေး900တောက်ကြည့်လိုက်တကယ်လို့သမီးနဲ့မသိဘူးဆိုရင်တမတန်လာမယ်ဆိုရင်သမီးကစီရစီပြန်လာခဲ့အဲ့လိုမျိုးသူမှားလာတယ်ပေါ့နော်ကျမပြန်သွားတယ်ကျမပြန်သွားတယ်ကျမဒီဈေးဒီဈေးကျမတောက်လိုက်တယ်နှစ်ရက်ပဲနှစ်ရက်ပဲကျမဆက်ရှင်သွေးပေါ်သွားသွေးပေါ်တော့ကျမပြန်သွားတယ်ကျမပြန်သွားတော့ဒီဈေးကပြောတယ်ပေါ့အော်ဈေးနဲ့မသိလို့နောက်ဈေးတစ်ခုသူပြန်လာတယ်အဲ့ဒါလေ900ရစားပဲသူပေးတယ်သူပေးတယ်အဲ့ဒီဈေးကိုထပ်တောက်တယ်ထပ်တောက်တော့သူပြောအဲ့တိုင်းပဲသူမှားတယ်တကယ်လို့မသိဘူးဆိုဒီတိုင်းပဲတမန်တော်ပြန်လာမှာပေါ့နော်သူပြောတယ် အလာတာမရက်ဘူးပေါ့နော်။ဒါနဲ့ကျမတို့ပြန်သွားတော့ဟုတ်တယ်အဲ့ဒီစေးတောက်တော့လဲကျမသမန္တလာတာမရက်ဘူးဒီတိုင်းပဲလာနေတယ်ဒီတိုင်းပဲလာကျမပြန်သွားတယ်။ပြန်သွားတဲ့ခါကျတော့အဲ့ဒီမှာကျမတို့ကစေးဘိုးကတပတ်စာတပတ်စာဆိုမနေဘူးလေစေးဘိုးစေးဘိုးတွေကစေးတွေအလဟတ်တက်ဖြစ်သွားတာပေါ့နော်စေးဘိုး။အဲ့ဒီပြန်သွားတဲ့တတိယအကြိမ်ပြန်သွားတဲ့ခါကျတော့ဆရာဆက်စေးထပ်ပေးလိုက်တယ်အဲ့လိုမျိုးပဲဆရာမှားလိုက်တယ်။ဆရာမှားလိုက်တယ်ပေါ့နော်။အဲ့ဒီကြားထဲမှာကျမတို့စစ်စစ်ချက်တွေလောက်ရတယ်ပေါ့နော်ကျမစစ်ကျမစစ်ရတယ်ကျမအကုန်လုံးစစ်ရတယ်ကျမမျိုးသားအကုန်လုံးစစ်ရတယ်ပြီးရင်စစ်ရညှော်တဲ့အတိုင်းကျမတို့နေတယ်ပြီးရင် ကျွန်မဟိုအမျိုးသားနဲ့ကျွန်မနဲ့စစ်စစ်ချဲမှာဆရာညွှန်တဲ့ဟာတွေကျွန်မအကုန်လုံးလောက်ရတယ်ကျွန်မတို့ကုန်ကြများရတယ်ပေါ့နော်အဲ့ဒီမှာပုတ်ကလေးစပုတ်ကလေးကဆေးရုံဆိုတော့အကုန်ကြတော်တော်များရတယ်ပြီးရင်ဆေးတွေကလည်းတောက်လိုက်မတဲ့လိုက်တောက်လိုက်မတဲ့လိုက်ခါကျတော့ကျွန်မပစံတွေကငွေတွေကအလကားနဲ့အလဟန်တက်တွေဖြစ်နေတာပေါ့နော်အဲ့ဒါနဲ့ကျွန်မဆေး၃ချိန်ကျွန်မတောက်တယ်၃ချိန်ပေါ့နော်၃ချိန်တောက်ပြီးတော့ဆရာပြောတယ်ဟာသမီးရဲ့တဲ့ကောင်းပါလေဗလားတဲ့သူများတွေဆိုတာရနေလောက်ပြီပေါ့နော်အဲ့ဒါနဲ့သမီးတို့နှစ်ယောက်ကတဲ့ဆေးစစ်ချက်မှလည်းအကုန်လုံးကောင်းတယ်ပေါ့နော်ဘာမှဘာလဲ ထုတ်ရင်ချက်မရှိဘဲနဲ့ဟိုမရတာပေါ့နော်တော်တော်ထူးဆန်းနေတယ်ဆရာပြောတယ်။ဒါသူများနေဆိုရင်ဒါရနေလောက်ပြီဆေးသမျိုးတွေနဲ့ဟိုသူများတွေကရနေလောက်ပြီပေါ့နော်အခုသမီးကဆေး၃မျိုးရှိနေပြီသမီးကမရအောင်ဆိုတော့ဒီတိုင်းပဲဟိုသွေးတွေကဒီလိုမျိုးပဲဆင်းနေတယ်ဆိုတော့ကျမကလည်းဟိုနည်းနည်း known ချင်နေပြီလေ။အဲ့ဒါနဲ့ဆရာကသူကဆေးပြောင်းလိုက်တယ်။ဆေးပြောင်းလိုက်ကျမကဆေးတလားစားသူပေးတယ်အဲ့ဒီအဲ့ဒီဒါသူကတခါတည်းသူမှားလိုက်တယ်သမီးရဲ့ဒီဆေးကနောက်ဆုံးပဲဒီဆေးမှမှသမီးမရဘူးဆိုရင်တော့ဟော မရဘူးကောနော်ဆရာတို့မကူညီပေးနိုင်တော့ဘူးကောသူအဲ့လိုမျိုးသူပြောတယ်ကျွန်တော်သူဆေးပေးခဲ့တယ်ဒီဆေးကဆေးကြီးတယ်နော်ဆေးပေးခဲ့တယ်ပေါ့နော်ဆေးဆေးပေးခဲ့တယ်တလားစားပေါ့နော်တနေ့တစ်လုံးသားရမယ်ကျွန်တော်အဲ့ဒီဆေးရလာတော့ကျွန်တော်ပြန်လာကျွန်တော်တောက်တယ်တရက်နှစ်ရက်မှကျွန်တော်တွေးလာတာရက်သွားတယ်ရက်သွားတယ်ပေါ့နော်ကျွန်တော်ဝန်းသားသွားတာဟာဒီဆေးကတဲ့မှာပေါ့ကျွန်မနဲ့အဲ့ဒါနဲ့ကျွန်မဆက်တောက်တယ်9ရက်လောက်ကြာတော့ကျွန်မဘာဖြစ်သွားလဲဆိုတော့ကျွန်မမြည်ဘူးတွေကြာလာခဲ့တယ်အလိုလိုနေရင်းနဲ့ကျွန်မမြည်ရတာစီးကြလာခဲ့စီးကြလာခဲ့ပြီးရင်ကျွန်မအမြဲတမ်းပူနေတယ်ကျွန်မနေလို့မရဘူးတအားပူတယ်ကျွန်မခန္ဓာကိုယ်ပူနေရော အဲ့ဒါပြီးရင်ကျမဘယ်လိုပြောနှလုံးခုန်မြန်လာလားမသိကျမမောမောတယ်ပေါ့နော်အချိန်တိုင်းမှာကျမမောနေတယ်ဒီမျိုးဟောအစားတောက်ဆိုရင်ကျမကောင်းကောင်းမစားချင်တော့ဘူးကျမတိတ်ဆိတ်မပါတော့ပြီးရင်ဘာဖြစ်လဲဆိုတော့ကျမစပင်းဒီစပင်းနေဆိုရင်ကင်လိုက်တယ်နဲ့ဒီလိုမျိုးကျမကင်လိုက်တယ်နဲ့သူကျွတ်ထွက်လာခဲ့တယ်စပင်းတအားကျွတ်လာကျမစပင်းတအားကျွတ်လာကျမမျိုးသားကျမပြောလိုက်တယ်ငါဒီစိတ်နဲ့မတည့်ရတာလားမသိဘူးအခုငါဒီလိုမျိုးပဲဖြစ်နေတာပေါ့နော်အဲ့ဒါနဲ့ကျွန်မဆက်တောက်ကြည့်တယ်ဆယ်ရက်ဖြစ်တဲ့အထိကျွန်မတောက်ကြည့်လိုက်တယ် တောက်ကြည့်လိုက်တဲ့အချိန်မှာပေါ့နော်အဲ့လိုမျိုးပဲအဲ့လိုမျိုးပဲသူဖြစ်နေတဲ့စပင်းတွတ်လာရလဲပုံများလာတာပေါ့နော်ပုံများလာခဲ့တယ်အဲ့ဒီတီတီတီမာလေးဆိုရင်ကျွန်မစပင်းတွေတော်တော်တွတ်လေဒီအရှိမှာတွတ်တော့ကျွန်မလည်းကြောက်သွားတယ်ကျွန်မမျိုးသားကသူပြောတယ်သူပြောရက်လိုက်တော့ပေါ့နော်အဲ့ဒီစေးမတောက်နဲ့သူပြောတယ်မတောက်နဲ့တော့ပေါ့နော်သူပြောကျွန်မပြောတယ်အော်ခလေးလိုချင်တယ်ဆိုတော့ဒီစေးနဲ့တဲ့မလားမသိဘူးနော်ကျွန်မတောက်မယ်ဆိုတော့သူကကျွန်မကိုပေးမတောက်ဘူးသူကကျွန်မရှင်းရှင်းပဲသူပြောလိုက်တယ်သူရဲ့အဓိကကခလေးမဟုတ်ဘူးလေသူရဲ့အဓိကကကျွန်မပေါ့နော်ဟောကျွန်မကပိုကြီးကျွန်မကျမကြီးပိုအကြီးကြီးတယ်ပေါ့နော် အဲ့ဒါကြောင့်မို့ ADC ကိုသူယူပြီးတော့သူကပြက်တပြက်လိုက်တယ်ကျွန်မမမြင်အောင်ပေါ့နော်သူတပြက်လိုက်တယ်အမိုက်ပုံးတော့သူပြက်ပလိုက်တယ်ပြက်ပလိုက်တယ်သူပြောတယ်တော်ပြီးတယ်သူပြောတယ်ဒီခလေးယူတဲ့ကိစ္စပေါ့နော်ဒီလောက်နဲ့ပဲရလိုက်တယ်ပေါ့နော်သူပြောတယ်ဟောသူလည်းအဲ့လောက်ထိခလေးကိုအားကြီးအရင်တော့ယူတယ်ဟုတ်တယ်ခလေးလို့ချင်းဒီနောက်ပိုင်းမှာသူကျွန်မကိုမြင်ပြီးတော့ကျွန်မတနာပြီးတော့အဲ့လိုမျိုးသူမလို့ချင်တော့ဘူးပေါ့နော်သူကျွန်မဆင်းရှင်းပဲသူပြောလိုက်တယ်သူရဲ့အဓိကကခလေးမဟုတ်ဘူးသူရဲ့အဓိကကျွန်မပေါ့နော်ကျွန်မကျွန်မရဲ့အရေးကြီးတယ်ကျွန်မကသူ့အတွက်ပို့ပြီးအရေးကြီးတယ်ပေါ့နော်ဒီနေ့ဆက်ပြီးခလေးယူဖို့ကြောင်းကျွန်မနဲ့သူနဲ့မပြောတော့ဘူး ပြီးရင်သူများတွေကကလေးကိုသွားတောင်းတယ်ပေါ့နော်သွားတောင်းဟိုနေရာမှာသွားတောင်းတယ်ဒီနေရာမှာသွားတောင်းတယ်ရရတယ်ကျွန်မကလည်းပြောတယ်ပေါ့နော်သူအဲ့လိုမျိုးဆိုကျွန်မကပေးမတောင်းဘူးမဖြစ်လို့ဆိုတော့ဟိုမတန်မစွမ်းနေရမှာကြောက်လို့စကားမပြောတတ်တဲ့ကလေးတွေရမှာကြောက်လို့သူကအဲ့လိုမျိုးပေါ့နော်သူကနည်းနည်းစိတ်ပူတတ်တယ်ရလာတဲ့ခါကျရင်ဘာဖြစ်လို့ဆိုတော့အဲ့ဒီကလေးတော့လည်းမကောင်းလို့ကျွန်မတို့တော့လည်းမကောင်းဘူးပေါ့နော်ကလေးကလည်းသူအဲ့လိုမျိုးရခဲ့မယ်ဆိုရင်ကလေးကလေးလည်းသူဘယ်လိုပြောမလဲကျွန်မတို့လည်းသူ့ ခရုဆရအောင်ပေါ့နော်ကျမတို့လည်းအလုပ်ပြက်တယ်စိတ်ပင်ပန်းလည်းလူပင်ပန်းတယ်ပေါ့နော်ခလေးအတွက်ကလည်းကိုကြည့်ပြီးရင်ကိုကတနာနေရတယ်ပေါ့နော်သူသူလည်းကျမတို့သူပြောပြရတယ်ပေါ့နော်သူများနေတော့သွားတောင်းတယ်သွားတောင်းတဲ့လူတိုင်းလည်းကောင်းတဲ့ကောင်းတဲ့လူလည်းရှိတယ်ပေါ့နော်ကောင်းကောင်းရတဲ့လူလည်းရှိတယ်မကောင်းရတဲ့လူလည်းရှိတယ်ဒါကျမတို့မြင့်မြင်ပဲပေါ့နော်ကျမတို့အဲ့ဒါနဲ့ तू ကသွားတောင်းဖို့ဆိုရင်လုံးဝ तू မပေးတောင်းဘူး तू ပြောတယ်ငါတို့ယူတယ်ငါတို့ဒီတိုင်းပဲငါတို့လူလူလလာနဲ့ငါတို့ယူတယ်ပေါ့နော် तू မရတော့လဲဒါသူ့ရဲ့ तू တက်ပြီးတော့ဟောစား တအားကိုလိုချင်တဲ့စိတ်တော့မဖြစ်တော့ဘူးပေါ့နော်သူသူစိတ်ထိုင်လို့ရရတော့တာပေါ့နော်